1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုစတင်ပြီးဘင်္ဂါလီတွေကိုမြန်မာနိုင်ငံသားအဖြစ်နိုင်ငံသားကတ်ထုတ်ပေးနေခြင်းကိုတားဆီးပေးရေးဘူးဒရောင်မြို့မှာဂျွန်လ9ရက်နေ့ကဆန္ဒထုတ်ဖော်ခဲ့တယ်လို့သိရပါဗျ။1982ခုနှစ်နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီးစီစီရေးကော်မတီကတရားမဝင်ပင်ကားလေးတွေကိုဥပဒေနဲ့မညီပဲနိုင်ငံသားကတ်ထုတ်ပေးနေမှုအပေါ်လူနေရာကြော်ကန်းကဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ စနားထုတ်ပေါ်ရမှာဥပဒေနဲ့မညီပဲနိုင်ငံသားဖြစ်ရေးဆက်လက်ဆောင်ရွက်ပေးနေမှုအားရပ်တန့်ပေးရေးဥပဒေချိုးဖောက်သူတွေကိုအရေးယူပေးရေးဥပဒေနဲ့မညီထုတ်ပေးတဲ့ကံများပြန်ရုပ်သိမ်းပေးရေး1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအတိုင်းစီစီရေးနဲ့နိုင်ငံသားစီစီရေးအဖွဲ့နှုတ်ထွက်ပေးရေးအစားရှိတဲ့အချက်၅ချက်ကိုကြွေးကြော်တောင်းဆိုခဲ့တယ်လို့လည်းသိရပါဗျ။2019ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ကဘူးသရောင်မြို့နယ်အတွင်းဘင်္ဂါလီ32ဦးကိုနိုင်ငံသား71ဦးနဲ့နိုင်ငံသားပြု20ဦးထုတ်ပေးထားခဲ့ကြောင်းနဲ့ အဲဒီလိုဘင်္ဂါလီတွေကိုနိုင်ငံသားကထုတ်ပေးခြင်းနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့အထူးကြားနာစုံစမ်းရေးအဖွဲ့ကကွင်းစင်းစစ်ဆေးခဲ့ရမှာဥပဒေနဲ့မညီပဲနိုင်ငံသားကထုတ်ပေးထားတာကိုတွေ့ရှိရကြောင်းရခိုင်ပြည်နယ်လွှတ်တော်ကိုအစီရင်ခံစာတင်ထားတာဖြစ်ကနိုင်ငံတော်သမ္မတထံကိုလည်းတဝန်လွှာပေးပို့ထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ အဲ့ဒီနောက်ဆက်လက်ပြီးတရားမဝင်ဘင်္ဂါလီ24ဦးကိုဥပဒေနဲ့မညီပဲလှုပ်ဝက်စွာစီးစစ်နေတာကိုတွေ့ရှိရကြောင်းနဲ့၎င်းထဲမှာ15ဦးကိုအပိသက်အတီးပြုလက်မှတ်ရေးထိုးထားဖြစ်တာကိုသိရှိလာရတာကြောင့်ဥပဒေနဲ့မညီပဲနိုင်ငံသားကထုတ်ပေးခြင်းကိုတားဆီးကာကွယ်ပေးရတဲ့အတွက်ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ဆန္ဒထုတ်ဖော်ရမှာဘူးသီရောင်မြို့နယ်သူမြို့နယ်သား200ခန်းကမြို့တစ်ပတ်စီတန်းလဲလဲဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။